ရှင်နော်ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါချီညိုကိုးကွယ်တဲ့တလောလကလုံးက၄စားရတဲ့ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာတော့ဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲဂနေတော်မှာပဲအိန္ဒိယနိုင်ငံမှာဘဂဝံလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝံလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝံလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ် ဂုရုကြီးတဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဩဇာတိ လောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာတွင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တော့လဲဆိုဘဂဝါဆိုတာဂုရုကိုခေါ်တာတဲ့ဂရုဂုရုံဟိလောကေဘဂဝါတိဟောစတိဂုရုကို လူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာ ကိုချင်းတီလာနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မိတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့ ဟိုဟိုတူတဲ့ပုံကမပြောနဲ့တာတဲ့ပုံကတာတဲ့ပုံကဆိုတာမရှိဘူးတူတဲ့ပုံကတော့မရှိဘူးလို့ဒီလိုဆုံးလို့တယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါန်လို့ဒီလိုခေါ်တာအဲ့ဒီမှာជីဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာ တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းတွေကြောင့်အရဟံအရဟံဆိုတဲ့အရှင်ချင်းနေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့လိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုံအရှင်ချင်းကိုသိရမယ်အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရှင်ချင်းနေရှိပါလားဒါကြောင့်ဟိုတကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့ မြတ်စွာဘုရားဂုံတော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားအပေါ်မှာစမ်းစစ်လေးလာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းနေကြောင်းဒီအချက်တွေဒီအချက်တွေကြောင်း ဘုရားဟာတကယ်ဘဂဝါပါလားလို့ဟောအရဟံပါလားလို့လက်ခံလာတယ်ကျင့်တတ်လာအဲ့ဒီကျင့်တတ်လာသည့်အထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လုံနေမရဘူးနော်ဘုရားကုံတော်မထီရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီကုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ် အယုတ်ဆိုတာကအလုံးအမဲသားစားမှုမှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီမရရဘူးတော့မဟုတ်ဘူးအရေးကြီးတာကရသော်ဗျာရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်နှစ်ကကဖြစ်လာရွရင်ရွရင်နှလုံးသွင်းရင်တော့ခိစ္စမရှိဘူးပေါ့ အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဖះပေါ်မှာစိတ်မရောက်ဘူးအလားကိုယ့်ကိုယ်စဉ်းစဉ်းစဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာကသောဘဂဝါအိတိပိအရဟံသောဘဂဝါအိတိပိသမာသမုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကြိမ်ကြိမ်အထက်ထက်တတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓံတို့တတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာราคะဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးเนาะအင်တာမကြည်နူးဝယ်ရာတွေစိတ်ထဲမှာကျင့်တတ်ဆရာတွေပဲဖြစ်လာပြီးတော့ တမာရီရလာမှာဖြစ်ပါတယ်အေးဒါကြောင့်ကိုဘယ်လောက်ပဲဖြစ်ဖြစ်စနစ်တကျလောက်ရမယ်တီးလဲတီးရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင် သူတော်ရှင်တွေဟာယုံယုံယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံယုံသာယုံရမှာမဟုတ်ဘူးတကယ်ကို သိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တရားပါတဲ့ပညာပါတဲ့တရားမျိုးသာလဲဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေးလာစီဘူးအထောက်ကြဘုရားဘာသာတွေဟာပညာဘုရားဘာသာဖြစ်ဖို့လိုတယ်ပေါ့ တရားဘုရားဘာသာကြီးပဲမဖြစ်เสียဘူးပညာဘုရားဘာသာဖြစ်တရားဘုရားဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပြတ်သွားတယ်သူကတရားတရားဆိုတာပညာပါမဘယ်သူပြောပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုယ်နှစ်နှစ်ကာကသိထားတယ်အဲ့ဒါလို့ဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်း အရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်။နံပါတ်၁ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်၁ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာလုံးဝဝေးကွာတယ် သူ့ဘာသူဝေးกว่าတာလားလို့ဆိုမဟုတ်ဘူးသောတပတ္တိမဲ့နဲ့ဖယ်ရှားလိုက်တယ်တဂရဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အရမတ္တမဲ့နဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေ မြတ်စွာဘုရားကြတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးမှာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာ မရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ် ကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုရက်အဲ့ဒါလို့စင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်စင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကမှာဘယ်လိုရေးထားတုံးဆိုမက်လေးပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖြည့်ဆည်းပစ်ထားတာဖြစ်တော့ကြောင်းနဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာ ယဟန္တာတွေရောကိလေသာ ရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငခုပင်ကိုဇိဟိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကြတော့လောဘရဲ့ အငွေအသက်ဒေါသအငွေအသက်မောဟရဲ့အငွေအသက်ကိလေသာတွေရဲ့အငွေအသက်တခုမှမကြောက်။ဒါကြောင့်မလို့ဖရာကြတော့ဝါသနာနဲ့တကွာကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်။ဉာဏ်နာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲ။ဒါပေမဲ့ဝါသနာလေးကိုတော့မပယ်နိုင်ဘူးတဲ့။အခုကိကလူတွေကတော့သူတို့ဝါသနာအလွန်ကြီးတာကြတော့ဝါသနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာ။နော်။ ဝါသနာတားရင်တော့ဝါသနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့ရသော်ပြားကြတော့အဲ့ဒီဝါသနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေက ဝေးကွာသူဆိုတဲ့အကုန်ဟာယ ahanan ပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဖျားမှထိုက်တယ်နော်ဒါကြောင့် အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရေးချင်းတစ်ခုမှတ်သားကြရအောင်။ဘုရားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေက ကင်းဝေးဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတည်းလို့နှလုံးသွင်းရအောင်။အချင်းချင်းအထက်ထက် ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုံးလိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတရံစီတရံနဲ့တဏီကုံလုံးနော်တို့အော်နာတဏီကုံအော်နာတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာ ီ repetition ဖြစ်နေအောင်ဩကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားတန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတော့ကြရောက်လာပြန်ပြီဒေါသဟာ လောဘမရှိဘူးလို့ထင်နေတော့ကြရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်